စ်တော်သူများအားလုံးပဲမင်္ဂလာပါရှင်စစ်တော်သူများအားလုံးပဲမင်္ဂလာပါအားလုံးကစိတ်ထိခိုက်ပြီးတော့စိတ်မကောင်းဖြစ်နေမယ်လို့ကျွန်မသိပါတယ်ကျွန်မကိုယ်တိုင်လည်းစိတ်ထိခိုက်ပြီးတော့အားလုံးကိုမြစ်တာပဲပို့နေတာပါမြတ်တာပို့ရုံကလွေပြီးတော့လုံးလုံးစဲမှာကျမအနေနဲ့လည်းဘာမှဆောင်ရွက်နိုင်တာလည်းမရှိဘူးလို့ယူဆမိတယ်။ဒါပေမဲ့ ဟိုပေါ့နော်အခုဘယ်လိုပြောရမလဲဟိုအရန်ကိုဆိုးတဲ့ငလျင်ကိုကျမတို့ကြုံလိုက်ရတယ်ပေါ့နော်အဲ့ဒီတော့လေအသက်အိုးအိမ်ကြီးအများကြီးဆုံးရှုံးနေနော်အဲ့တော့ဟိုကျမအနေနဲ့ပေါ့နော်အခုမြမပြည်ရဲ့ဇာတာရောနော်အခုရှိနေတဲ့ဂျူရီနက်ခတ်တီရဲ့ဇာတာရောကျမစစ်ကြည့်ပါတယ်ဒါလည်းဟိုကျမဘီဒင်း ပညာနဲ့ပေါ့နော်ဘေးရင်ပညာနက္ခတ္တဗေဒာနဲ့ကျမစစ်ကြည့်ရဲ့အခါကျတော့ကျမဆက်ပြီးတော့ပြောပြရမယ့်ကိစ္စတွေရှိလာတာတွေ့ရပါတယ်အဲ့တော့ဒါကကျမအားလုံးကိုကြောက်စေဖို့ရွယ်ရတာမဟုတ်ပါဘူးတတိထားစေချင်တာပေါ့နော်တတိထားစေချင်တာနောက်တစ်ခုကဒါကိုကျမဟိုဒီလိုအချိန်မှာဒါကိုပြောသင့်မပြောသင့်ကျမတနေ့လုံးကျမစဉ်းစားတယ်အခုကျမတို့ရှိမှာမနေ့အစောသုံးနာရီ 32မိနစ်ပေါ့နော်တနေ့ကုန်ကျမစဉ်းစားတယ်ဘာကြောင့်လဲဆိုရင်ဟိုဂျိုးချောင်းလုံးပူးတယ်လို့ကျမပြောခဲ့တယ်နော်မက်စတာမှာဂျိုးချောင်းလုံးပူးနေတယ်လို့ပြောခဲ့တယ်ဟုတ်ပြီအခုနော်ဒီလွန်ခဲ့တဲ့2ရက်3ရက်ကပဲစနီဂျိုးဟာကုံရတီကနေပြီးတော့မင်ရတီကိုသွားပြီးတော့နော်သွားပြန်ပူးတယ်စနီအပြောင်းပေါ့နော်စနီအပြောင်းကကျမတို့ဒီမှာငလင်လှုပ်တာနဲ့သွားပြီးတော့သွားတူတယ်ပေါ့သွားတိုက်ဆိုင်သွားတိုက်ဆိုင်တာမဟုတ်ဘူး စနီတူအပြောင်းလဲဖြစ်တဲ့အတွက်ဒီလိုမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါကိုတွေ့တော့နောက်ကျမတို့ဘာရှိလဲဆိုတော့အခုမင်ယာတီထဲမှာစနီလာပူးတဲ့အချိန်မှာယာဟုရှိနေတယ် ဲ့တော့စနေရလဲပပချူဖြစ်တယ်ယာဟုကလဲပပချူဖြစ်တယ်ဆိုတော့သူတို့နှစ်ခုစုံတာဒါမကောင်းဘူးပေါ့နော်မကောင်းဘူးစနေနဲ့ယာဟုကသူကစနေရတော့စနေနဲ့ယာဟုကသွားတာဗျောင်းပြန်သွားကြတယ်နော်အဲ့တော့တယောက်နဲ့တယောက်ကဥတီယာမတူဘူးပြောင်းပြန်သွားတယ်အဲအဲ့တော့သူတို့နှစ်ခုစုံတဲ့အချိန်ကာလဟာပိုဆိုးနေမယ်ပေါ့နော်အဲ့လိုဆိုတော့ جماعه ဒါကိုကျွန်မတွေ့ထားတော့ ျမပြောပြရမလားမပြောရဘူးလားတော့ဒါကျွန်မအလားကိုကျွန်မစဉ်းစားလို့မရဘူးအဲ့တော့ကျွန်မရဲ့ဖေဖေပေါ့နော်ကျွန်မဖေဖေကလည်းပြောတဲ့နေဘာကြောင့်လဲဆိုတော့ဒါဟာသမီးသိတာကိုသမီးပြောခြင်းအဖြစ်နော်ဘေးရင်ယုံသည်ယုံတဲ့လူပဲဖြစ်စေမယုံတဲ့လူပဲဖြစ်စေ เนาะဒါလေးသိနိုင်နေဟိုဖြစ်နိုင်နေဆိုတာကိုသိတဲ့အခါကျရင်စင်ကျင်လိမ့်မယ်ပေါ့เนาะအဲ့တော့ပြောတဲ့နေလို့ကျမဖေဖေကလည်းပြောတယ်။နောက်ကျမကျမဘဘကိုလည်းကျမမေးတယ်။ဘဘအခု Yahoo နဲ့စနေနေ့ကတော့ main ရာဒီမှာလာဆုံပြီ။ Yahoo ကလည်းသူ့ဟာနဲ့သူဆိုတဲ့ဂျိုပေါ့เนาะစနေရလည်းသူ့ဟာနဲ့သူဆိုတဲ့ဂျိုဖြစ်တယ်။เนาะအဲ့တော့သမီးတို့ဟိုပြောမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကြက်တဲခက်ခဲတဲ့နေ့ရက်တွေကိုကျမတို့ ထပ်ပြီးတော့ရင်ဆိုင်ရနိုင်တယ်ပေါ့နော်အဲ့တော့အဲ့ဂျိုးနှစ်ခုစုံတဲ့အခါမှာနောက်တဘာဝဘေးတစ်ခုလာနိုင်တယ်နော်အဲ့တဘာဝဘေးကပြောမယ်ဆိုလို့ရှင်တော့ရေလဲပါမယ်လေလဲပါမယ်နော်အဲ့လိုဖြစ်တော့ပြောမယ်ဆိုရင် Yahoo နဲ့စနေနဲ့နော် Yahoo ရဲ့ဖြတ်သွားတဲ့အချိန်နဲ့စနေက Yahoo ကဒီလိုသွားတယ်စနေကဒီလိုသွားသူနှစ်ယောက် crossing ပေါ့နော်ဒီအန်တာမှာသွားတိုက်တဲ့အချိန်မှာဒါဟာ ဖြစ်နိုင်နေပေါ့နော်အဲ့တော့အဲ့အသွားတိုက်တဲ့အချိန်ကဘယ်လောက်လဲလို့ပြောရင်နော်ကျမနဲ့ဟိုကျမတွေ့တာပေါ့ကျမနဲ့ကျမဖေဖေနဲ့တွေ့ကြတာတော့နော်ဒီဧပြီလ18ရက်နေ့လောက်ဖြစ်ဖို့များတယ်နော်ဒါကကျမတို့ကဧပြီလ18ရက်နေ့လို့ပြောပေမဲ့ရှေ့ကိုနဲ့ကျမတို့နည်းနည်းယူလိုက်မယ်နောက်ကိုနည်းနည်းယူလိုက်မယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့အဲဒီငလင်လောက်သွားတဲ့နေ့ကနော်စနေကအမှန်တော့ဒီမြန်မာပြည်က ပြက်ကလေးနေအရာဆိုရင်စနေရ29ရက်နေ့မှာရွာရာဒီရွှေ့တာပေါ့နော်ဒါပေမဲ့ကဘာပြက်ကလေးမှာကျတော့ तू ကရှေ့ကိုနည်းနည်းလေးယူရတယ်တိုးရတယ်နီးစနစ်နည်းနည်းကွာတော့ရက်တွေနည်းနည်းကွာတယ်ဆိုတော့စနေဝင်နေကူးတဲ့အချိန်ကကျမတို့ငလင်လောက်တဲ့အချိန်နဲ့နီးဆက်တယ်အဲ့ဒါတော့ကျမဒါဟုတ်တွေ့တယ်ပေါ့နော်တွေ့တော့အခုလဲဟာယာဟုနဲ့စနေနဲ့ဖြတ်တဲ့အချိန်ရှိတယ်အဲ့ဒီအချိန်ကိုကျမအရန်စိတ်ပူတယ် နော်မြန်မာအထူးသဖြင့်မြန်မာနိုင်ငံအတွက်ကျွန်မအရန်ကိုစိတ်ပူတယ်အဲ့ဒါကြောင့်နော်ကျွန်မအားလုံးကို၆တာမဟုတ်ပါဘူးနော်တကယ်ကိုသဘာဝဘေးနောက်တစ်ခုလာနိုင်နေဆိုတာကိုကျွန်မပြောပြချင်တာနော်အဲ့တော့ဘယ်တော့လဲလို့ပြောရင်ဧပြီလတည်းမှာပါဘလောက်လဲလို့ပြောရင်စေရက်ကနေပြီးတော့20ရက်အတွင်းမှာ ဖြစ်နိုင်ပါတယ်เนาะတကြံကာလလဲ ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့မဖြစ်ဘူးဆိုလို့ရှိရင်တော့ဒါအရန်ကိုကျေစုတရားမယ်ကိစ္စလောတဘာဝတရားကိုအရန်ကိုကျေစုတရားမယ်ကိစ္စဖြစ်သွားပြီဆိုရင်ကျမတို့ဘာမှမတတ်နိုင်ဘူးအဲ့တော့ဘာလုပ်မလဲပေါ့အဲ့တော့ရေတရားပေါ့နော်ကျမကတော့ဖိဖိရှီရလေးကျမရေတရားမေးတယ်ဘဘရှီရလေးကျမရေတရားမေးတယ်နောက်အဲ့ဒီမာလေးကိုကိုဘက်ကကျမတို့ဘက်ကဘာလုပ်နိုင်တယ်လဲလို့ပြောရင် တတနကုံတီလို့ရတယ်เนาะခုတနေ့ကဗီဒီယိုလေးတစ်ခုတွေ့တယ်เนาะအဲ့ဒီငလေလုံနေကမှဖះဖះဖះကဲပါโอเคဖះကိုတတာဟုတ်တယ်ဒါပေမဲ့ဖះဖះလို့တမဲ့ဟာပေါ့ကျွန်မတွေးမိတာပေါ့เนาะတတနကုံဘာကြောင့်လဲဆိုတော့ကျွန်မဟိုပေါ့เนาะဗုဒ္ဓံတရဏကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ခံတရဏံကိစ္ဆာမိဒါလေးကိုဘလို့ပဲဆိုတဲ့အချိန်ဖြစ်ဖြစ် ဆိုပါဒါလေးကိုရွတ်ပါလို့ကျမကိုကျမဘဘကလည်းပြောဘူးတယ်။နောက်ဝိဇာဘဘကလည်းကျမကိုပြောဘူးတယ်။အမြဲတမ်းတဏ္ဏဂုံတီနေဗုဒ္ဓံတဏ္ဏကိသမိဓမ္မံတဏ္ဏကိသမိတန်ခံတဏ္ဏကိသမိဗုဒ္ဓံတဏ္ဏကိသမိဓမ္မံတဏ္ဏကိသမိတန်ခံတဏ္ဏကိသမိဗုဒ္ဓံတဏ္ဏကိသမိဓမ္မံတဏ္ဏကိသမိတန်ခံတဏ္ဏကိသမိဒါကိုအမြဲတမ်းတီနေသမီးဆိုပြီးကျမကိုဝိဇာဘဘကလည်းပြောဘူးတယ်။အဲ့တော့ တလနဲ့ကုန်းကိုကြီးစေ့ချင်တယ်ဖဖေကိုကျမကဟုတ်ပြီဖဖေအဲ့လိုစုံတဲ့ခါရတရာနေနဲ့ဘလူတွေပြင်ဆင်လို့ရလဲလို့မေးတော့ဖဖေကလည်းဝိဇာဘဘပြောတာနဲ့တော့တူတယ်ဗုဒ္ဓန္တနကိစ္ဆာမိဓမ္မန္တနကိစ္ဆာမိတဏ္ဍန္တနကိစ္ဆာမိတရဏကုန်းကိုတီခိုင်းသမီးတဲ့နှုတ်ကနေတောက်လျှောက်ရွတ်နေတဲ့တရဏကုန်းကိုတဲ့ငလင်ကြုံရင်လဲငလင်ကြုံနေ အခုလည်းငလင်နေလှုပ်နေတာเนาะငလင်အသေးလေးတွေလှုပ်နေတယ်เนาะအဲ့ဒါမျိုးဆိုလို့ရှင်လေဗုဒ္ဓံတဏ္ဍာန်ကိစ္စမိဓမ္မံတဏ္ဍာန်ကိစ္စမိတန်ံတဏ္ဍာန်ကိစ္စမိတောက်လျှောက်ရွတ်ပါတဲ့ဒါဆိုရင်เนาะလွတ်တယ်အရန်အစွမ်းထက်တယ်တဲ့ကျွန်မဖေဖေကပြောတယ်ဘာဖြစ်လို့လဲလို့ပြောရင်เนาะနှုတ်ကနေတောက်လျှောက်ရပါတဲ့နော်အဲ့ဒီတရဏဂုံ၃မရဲ့အစွမ်းကလေဒါကျမကိုယ်တိုင်လေးကြုံခဲ့ရဘူးတဲ့နော် ဟိုဖေဖေတို့ဖေဖေလေးတရဏဂုံနဲ့ပဲနော်သူ့ရဲ့ရှေ့မှာဒီ40မမဘုံသီးကြတာတောင်မှနော်သူ့ကိုလာမစင်ဘူးဒါကြုံခဲ့ရတယ်အဲ့လိုပဲနော်နိုင်ငံကြီးအကျဉ်းသားတယောက်ကိုအဲ့ထောင်လေးကလူတွေကဝိုင်းရိုက်ကြတာရိုက်တာမှပပဆက်ဆက်ရိုက်တာအဲ့ကလေးကအော်သူတို့ သေတော့မှာပဲသူတို့ငါ့ကိုတေးအောင်ရိုက်ကြမှာပဲလို့သူကတွေးတာတဲ့အဲ့လိုတွေးတဲ့ခါကျတော့သူ့စိတ်ထဲမှာမဖြစ်လာလဲဆိုတော့ကဲတေတော့မယ်အတူတူကွာငါတဏဏကုံလေးတီးပြီးတော့ပဲငါတေတော့မယ်ဆိုသူတို့ရိုက်နေတဲ့အချိန်မှာဗုဒ္ဓံသံဃာမိတဗန္ဒံသံဃာမိတဂန္ဓရံဗုဒ္ဓံသံဃာမိတဗန္ဒံသံဃာမိတဂန္ဓရံသံဃာမိဗုဒ္ဓံသံဃာမိတဗန္ဒံသံဃာမိတဂန္ဓရံသံဃာမိဆိုပြီးတော့တောက်လျှောက်ကိုတဏဏကုံတီးတာအဲ့လိုတီးတဲ့ခါကျတော့တဲ့နော်အရက်ခံနေရင်တဲ့တဏဏကုံတီးတဲ့ခါကျတော့သူ့ရဲ့ကြောပေါ်ကိုတဲ့ နော်ခေါင်းအောင်နေမှုရရင်လာတင်ပြီးတော့ရိုက်တယ်လို့ပဲသူမှနာကျင်မှုလုံးဝမရှိဘူးတဲ့အဲ့ဒါကဒါအယမ်းကိုသူကလေဟိုကျမတို့ဖေဖေကိုပြောပြရတယ်ဖေဖေကလည်းဒါကျမကိုပြန်ပြောပြရတယ်ကျမကိုယ်တိုင်လည်းအဲ့ဒီဗုဒ္ဓံသံဃာမိတပန်းသံဃာမိတန်ခမ်းသံဃာမိကိစ္စမိတခုခုကြုံနိုင်ကျမအငြင်းတမ်းအရာကိုကျမရွတ်တယ်တတနာဂုံတည်တယ်ပေါ့နော်ဆိုတော့ပြောချင်တာကတတနာဂုံကိုအတတ်နိုင်ဆုံးအရေးရဲ့အကြောင်းရဲ့ပေါ်လာခဲ့ရင်တတနာဂုံကိုတည်ပါ ဒါကိုကျွန်မတခုပြောပြရစီနောက်တစ်ခုကကျမဖေဖေကပြောတယ်ဒါဟာတော့အဲ့လိုမျိုးနှစ်ခုစုံတဲ့ကာလဟာအရန်ဆိုးတယ်အဲ့တော့ကြူပြီးတော့ပြင်ဆင်မှာသမီးကအခုပြောလိုက်ရင်နည်းနည်းတော့ရက်ကလိုသေးတယ်သို့တော့အခုကလေးကနိုင်တယ်လို့ကြူပြီးတော့ပြင်ဆင်မှာလို့ကျမကမေတ္တာနဲ့တိုက်တွန်းခြင်းတယ်နော်အဲတန်မြာသည်ဆယ်လုံးဖျားမှာယူပါတန်မြာသည်ဆယ်လုံးနော်တန်မြာသည်ဆယ်လုံးကိုကိုက ယာဟုနဲ့စနေနဲ့တွေ့တာဆိုတော့လေနော်တံမြာသီးဆယ်လုံးကိုဖះမှလှူပါနောက်တစ်ခုကဘဲသွားသွားတံမြာသီးတစ်လုံးကိုဆောင်းသွားပါအမျိုးသမီးတွေဆိုလဲပတ်စံအိတ်လေးထဲမှာတံမြာသီးတစ်လုံးထည့်သွားအမျိုးသားတွေဆိုလဲအိတ်ထောင်လေးပဲဖြစ်ဖြစ်နော်ဘဲထဲမှာကားပေါ်မှာလဲတံမြာသီးတစ်လုံးထားအိမ်မှာလဲတံမြာသီးဆောင်းပြီးတံမြာသီးလှူပေးပါနော်တံမြာသီးလှူပါတံမြာသီးတစ်လုံးကိုဆောင်းထားပါနော်နောက်တစ်ခုကကျတော့ယာဟုစွန့်ကပ်ပါယာဟုကဘာလဲလို့ပြောရင်စံပြုတ် နော်စံပြုတ်ကိုတကြားခတ်ပြီးတော့ Yahoo ဆုံးကတ်ပါဒါကတော့ကျမရဲ့ဘဘပြောတာသမီးရဲ့ Yahoo ဆုံးကတ်ခိုင်းပါတဲ့ Yahoo ဆုံးကတ်ခိုင်းလိုက်တဲ့အဲ့လိုပြောတယ်အဲ့တော့ဒီချိန်မှာတော့တချို့လူတွေအရန်ခတ်ခဲတဲ့အတွက်နော်ဆုံးကတ်ဖို့တောင်မှနော်တချို့လူတွေအစင်မပြေရဲ့လူရှိရဲ့လေနော်အဲ့တော့ဒါပေမဲ့လေနော်ဖြစ်နိုင်မယ်ဆိုရင်တော့စံပြုတ်သေးဘူးတကြားလေးထည့်ကြားလေးထည့်ပြီးတော့ Yahoo ဆုံးကတ်ပါပေါ့နော်ဒါကတော့ ဟိုလုံနိုင်တဲ့လူလုံပါပေါ့နော်မလုံနိုင်ဘူးဆိုရင်လည်းတံမြာသီးလေးတွေတံမြာသီးလေးတွေဖះအောင်ကိုယ်မှာတလုံးပဲရှိရှိဖះအောင်လူလူပြီးလို့ရှိရင်တံမြာသီးလေးစောင်းထားပေါ့နော်အဲ့ဒါလေးတော့လုံပါပြီးလို့ရှိရင်နော်တရဏဂုံစိတ်တယ်လို့ပဲနောက်တစ်ခုကဘုံတော်ကိုပါ့ကိုပူဇော်လို့ရပါတယ်အရဟံနော်ခါတလီကြရင်တမားတို့အကြက်တဲ့ခက်ခဲတွေအများကြီးတွေ့ရပါတယ်နော်တေလူမျိုးပါ သေတော့မယ်ဟာငါသေတော့မှာပဲလို့ကြွားတဲ့အချိန်ကြီးကျွန်မမှာရှိခဲ့တယ်နော်တကယ်ရှိခဲ့တယ်ကျွန်မနော်ဒီနာဂစ်ကိုကြုံတဲ့အချိန်လုံးကလပွတ်တာဘက်မှာကျွန်မတို့သွားပြီးတော့သွားပြီးတော့တည်င်းနေယူရတဲ့ကာလနော်အဲ့ထဲမှာမြစ်ကိုဖြတ်တဲ့ခါမြစ်မှာမုန်တိုင်းမိတယ် ကျမမုံတိုင်းမိတယ်မိတဲ့ခါကျကျမဘာလုပ်ရမလဲဘာရွတ်ရမလဲမသိဘူးတံပုတ်တွေအဆဆုံးရွတ်ဖို့ကတံပုတ်တွေလည်းမရတော့ဘူးအဲ့တော့ဘာပဲရွတ်နေလဲဆိုတော့လေခေါင်းကိုလုံးဝငုတ်ပြီးတော့ကိုဗုဒ္ဓံသံဃာကိစ္စမိတပန်းသံဃာကိစ္စမိတန်ခမ်းသံဃာကိစ္စမိဒါကိုပဲကျမတောက်လျှောက်ရွတ်နေတာเนาะနောက်တစ်ခုကဘာလဲအရဟံ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 လည်းပွားလို့ရတယ်ဗုဒ္ဓံသံဃာကိစ္စမိဓမ္မံသံဃာကိစ္စမိတန်ခမ်းသံဃာကိစ္စမိဒါကိုလည်းတောက်လျှောက်ပွားလို့ရပါတယ်เนาะအဲ့တော့ကျမပြောချင်တာကဧပြီလတည်းမှာ တဘာဝဘေးတစ်ခုရှိပါတယ်အဲ့ဒီဘေးဟာကြီးပါတယ်เนาะကျမတို့အခုစနေအပြောင်းမှာတောင်းကျမတို့ဒါလောက်ခံလိုက်ရတာเนาะစနေနေ့ရဟုနဲ့တွေ့တဲ့အချိန်ဟာကျမတို့ဘီယူဆရမယ်အချိန်ကာလတခုဖြစ်ပါတယ်เนาะမဖြစ်ဘူးဆိုရင်တော့အဲ့ဒါအရန်ကောင်းပါတယ်เนาะဖြစ်နိုင်ဖို့အတွက်80ရာခိုင်နှုန်းလောက်က ရှိနေတယ်။အဲ့ဒါမြန်မာနိုင်ငံတနိုင်ငံတည်းတော့မဟုတ်ပါဘူး။နိုင်ငံတကဘာလုံးနဲ့ဆိုင်ပါတယ်เนาะတကဘာဂျူရီဆိုတာကျမတို့ဂျူရီကောင်းကင်ကဂျူရီသွားနေတာလာကဘာကြီးနဲ့ဆိုင်နေတဲ့အတွက်မြန်မာနိုင်ငံကပဲဂယူဆိုင်ရမှာမဟုတ်ပါဘူးအခြားနိုင်ငံမှာနေထိုင်တဲ့လူတွေကလည်းเนาะဒီကာလတွေမှာဂယူဆိုင်ပြီးပါအထူးသဖြင့်ဧပြီလ10ရက်နေ့ကနေပြီးတော့ဧပြီလ20ရက်နေ့အတွင်းဟာเนาะ Yahoo နဲ့စနေနဲ့ နော် crossing ဖြတ်ပြီးတော့အန်တာတူတဲ့အချိန်ထိတ်တိုက်နှစ်ခုထိတ်တိုက်တွေ့တဲ့ကာလဖြစ်ပါတယ်အဲ့ဒါကြောင့်ကျမကအားလုံးကိုမြတ်တာနဲ့เนาะဒါမျှဝေပါတယ်เนาะကျမလည်းအားလုံးကိုကျမမြတ်တာပို့ပေးနေပါတယ်နေ့တိုင်းကျမတရားလဲထိုင်နေမြတ်တာလဲပို့တယ်ကျမတခြားဘာမှကျမလုံးမပေးနိုင်လဲအတွက်ကျမမြတ်တာပို့ပေးတယ်အားလုံးကိုအဲ့တော့အခုလဲကျမတက်ထားတဲ့နက္ခတ္တဒေရပညာရည်နဲ့ကြည့်တယ်ကျမတယောက်သေးရဲ့ အပြောအမြင်လည်းမဟုတ်ပါဘူး။ကျမကြည့်တယ်ဖဖေကိုကျမဖဖေကိုမေးတယ်။ကျမဖဖေကလည်းနက်ခတ်ကိုတတ်ပါတယ်နော်။ကျွန်းချမ်းကျင်ကျင်ကိုဖဖေလည်းတတ်တော့ဖဖေကိုမေးတော့ဖဖေကလည်းဟုတ်တယ်တဲ့။ဒါစုံတော့မယ်တဲ့။ကျမဘဘကိုလည်းကျမမေးတယ်။ဘဘကလည်းဟုတ်တယ်စုံတော့မယ်တဲ့။အဲ့ခါကျရင်ပို့ပြီးတော့စိုးနိုင်တယ်တဲ့။ဘဘကအဲ့လိုပြောတယ်။အဲ့တော့ကျမစိုးလိမ့်မယ်။ဘာဖြစ်တဲ့အလန်တကြားကျမမပြောရက်ပါဘူး။တကယ်လဲကျမအဲ့လိုမပြောချင်ဘူး။ဒါပေမဲ့နော်ကြုံလာပြီးအခါကျရင်တော့ကျမတို့ ကြိုတင်ပြီးတော့စီစဉ်ပါကြိုတင်ပြီးတော့ကာကွယ်ပါเนาะအဲ့တော့တရဏဂုံကိုစူပါရွတ်ပါပူဇော်ပါပြီးရင်ဂုံတော်၉ပါးကိုပတိတစ်ပတ်လောက်တော့စိတ်ပါเนาะကျမလေးအမြဲတမ်းပတိစိတ်တယ်เนาะကျမပတိအမြဲတမ်းစိတ်တယ်စိတ်တဲ့ခါကျရင်ကျမရဲ့ဂုံတော်၉ပါးကိုကျမကဒါအမြဲတမ်းစိတ်ဖြစ်တယ်အဲ့တော့ဟိုအခုချိန်မှာလေဂုံတော်၉ပါးကိုပတိစိတ်ပေးပါလို့ကျမကเนาะ ိုက်တွန်းပါတယ်မြစ်တာနဲ့တိုက်တွန်းပါတယ်ပြန်ပြောမယ်ဂုံတော်ကိုးပါးကိုပတိစိတ်ပေးပါတမညာသည်ဆယ်လုံးဖျားမှလှူပါနော်အဲ့ဒီကာလတွေမှာကယူတဆိုင်နဲ့နေပါနော်ပြီးတော့ကြံတွင်းကာလမှာအပျော်အပါမလုပ်ပါနဲ့အပျော်အပါကိုပေါ့နော်မားကြောင့်လဲဆိုရင်အနေရဲ့ဘေးသဘာဝဘေးဟာကြာလာနိုင်တဲ့ကာလဖြစ်တဲ့အတွက်နော်ကျမတော့မလုပ်စီချင်ပါဘူးနောက်တစ်ခါတော့ကျမတို့ဟိုဟိုစနေနေ့ယာဟုဟာ နော်ပြောမယ်ဆိုလို့ရှိရင်တော့မင်းယာဒီမှာရှိနေတဲ့အတွက်မင်းယာဒီမှာလက်ရှိတဲ့လူတွေဆန်းရှိတဲ့လူတွေကဂယုဆိုင်ရမယ့်ကာလဖြစ်ပါတယ်နော်အဲ့တော့မင်းယာဒီမှာဆန်းရှိတဲ့လူတွေလက်ရှိတဲ့လူတွေကဒီနှစ်ကဂယုဆိုင်ရမယ့်နှစ်ဖြစ်ပါတယ်နော်ယာဟုကဘယ်လောက်နေသလဲလို့ပြောရင် तू ကတနှစ်လောက်နေတယ်နော်အဲစနေတနှစ်ခွဲနေတယ်ယာဟုကစနေကတော့သူကသုံးနှစ်နီးပါးနေတယ်အဲ့တော့ ဒီကာလမှာတော့ဒါဂိူးဆိုင်ရမယ့်ကာလတွေမှာပါပါတယ်เนาะကျမတို့ရောဒီကဘာလုံးကောเนาะစနေနေ့ယာဟုနဲ့အတူတူမင်းရာဒီမှာနေနေတဲ့ကာလဟာဒါခက်ခဲတဲ့ကာလဖြစ်ပါတယ်အဲ့တော့ဒီကာလမှာစိတ်ကောင်းစေတနာကောင်းထားပါအချင်းချင်းကူညီဖို့ကျမတို့အချင်းချင်းတယောက်ကိုတယောက်ကူညီဖို့เนาะဒါဟို ဟိုကျမလည်းနှလုံးသွင်းပါတယ်အဲ့တော့အများကြီးလည်းမပြောတော့ပါဘူးเนาะအဲ့တော့ကျမပြောချင်တာကတဏ္ဍဂုံကိုအရေးကြီးအကြောင်းရယ်ဆိုရင်ဗုဒ္ဓံတဏ္ဍံစာမိဓမ္မံတဏ္ဍံစာမိတန်ခံတဏ္ဍံကိစာမိတဏ္ဍဂုံဒီပါအရဟံ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 ဒီလိုရပါလေဗုဒ္ဓော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 ဒါမျိုးလေးတွေပေါ့เนาะဒါလေးတွေကိုရွတ်ပါခလုတ်တိုက်ရင်တောင်မှဆဲပြီးတော့မတိုက်ပါနဲ့ခလုတ်တိုက်ရင်တောင်မှဟေးဟိုကျမဗီဒီယိုတွေကြည့်တွေ့ရပါတယ်တချို့ဗီဒီယိုတွေမှာဆဲတာ မဆဲပါနဲ့ခလုတ်တိုက်တယ်ဆိုရင်တော့မှနော်ဘုဒ္ဓခလုတ်တိုက်လို့ရအရဟံရွတ်လို့ရတယ်ဗုဒ္ဓံတဏ္ဍာကိသမိတပန်တဏ္ဍာကိသမိတန်ကန်တဏ္ဍာကိသမိဒါလေးတွေရွတ်လို့ရတယ်နော်လမ်းပေါ်ကနေဟိုငလင်လောက်သွားတဲ့ခါကျတော့မြည်ကြီးကမှန်တော့ကျမတို့က နော်အောက်မှာရေတွေပဲရှိတာရေပေါ်မှာမြေတီးတာအဲ့တော့မြေကြီးကွဲလာပြီဆိုရင်ရေထွက်လာမှာပဲအဲ့ဒါသဘာဝပဲအဲ့တော့ဒါတွေဟာနောက်ဆက်တွဲပေါ့နော်သဘာဝဘေးအနေနဲ့လေမုန်တိုင်းတွေလာနိုင်တယ်ဆိုတာပညာရှင်တွေပြောတယ်ကျမကတော့ဘေးရင်ပညာနဲ့ကြည့်တော့ဒီတစ်ခါသဘာဝပြက်လေလဲပါမယ်ရေလဲပါမယ်ရာဟုဖြစ်တဲ့အတွက်လေရောရေရောပါမယ်လို့တွက်မိတယ်တွက်မိတဲ့အခါကျတော့အာမုန်တိုင်းကလည်းပြောတော့အော်မုန်တိုင်းနဲ့များတာသွားဟက်မိတာပေါ့နော်အဲ့တော့ ဘလို့ပဲပြောပြောကျမကတော့စနေနေ့ယာဟုနဲ့ဂျုံနဲ့အချိန်အတွက်ကိုကျမကစိတ်ပူတယ်အဲ့ဒါကြောင့်တဏ္ဍကုံဒီပါเนาะတံမြာသီးဆယ်လုံးကိုဖះမှာလှူပါเนาะစံပြုတ်ကြားစံပြုတ်ပေါ့เนาะစံပြုတ်ထဲကိုကြားဖြူမယ်စံပြုတ်ကိုကြားဖြူပြီးတော့ဖះမှာလှူပါအိတ်ထဲမှာတံမြာသီးတစ်လုံးကိုအငဲတန်းဆောင်ထားပါ တနေ့ကိုဂုံတော်ကိုပါပတိတပတ် နေတိုင်းစိတ်ပါအချိန်ရတယ်ဆိုရင်တော့ပရိတ်ကြီးဆက်သက်တော့ကိုနော်အပန်ထွက်ပြီးတော့ပရိတ်ကြီးဆက်သက်တော့ကိုအိမ်မှာလဲဖွင့်မယ်ကိုယ်တိုင်းလဲရွတ်မယ်ဒါမျိုးတွေလုပ်ပါလို့ကျမကအားလုံးကိုမြတ်တာနဲ့တိုက်တွန်းပါတယ်ရှင်အဲ့တော့ကျမကိုခွင့်ပြုပေးပါနော်ကျမလဲအားလုံးအတွက်ကိုကျမလဲမြတ်တာပို့ပြီးတော့ကျမလဲဆူတောင်းပေးနေပါတယ်နော်ကျမတတ်နိုင်တာအကုန်လုံးကျမလုပ်ပါမယ်အခုတော့ဒါမြတ်တာပို့ဆူတောင်းဒါပဲကျမအခုလုပ်နိုင်တဲ့အတွက်တော့ ဒါလေးကျမအနေနဲ့အကောင်းဆုံးလုပ်ပါမယ်မြန်မာနိုင်ငံအတွက်ကောတက်ကဘာလုံးအတွက်ကောကျမတက်တဲ့နက္ခတ္တဗေဒပညာနဲ့အငြင်းတန်းဒါသွက်ချက်ပြီးတော့နော်အတိပေးစရာပေးလိုက်ပေးရမယ်အတိပေးသင့်ပေးလိုက်တာဒီဟိုကျမမျှဝေပါမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ချစ်တော်သူများအားလုံးကျမ်းမာကြပါစေချမ်းသာကြပါစေနှလုံးစေဝံအေးချမ်း၍ဘေးကင်းလိုရာပြည့်ကြပါစေရှင်ကျမတို့ပြန်ဆုံပါမယ်နော်ကျမတို့ပြန်ဆုံပါမယ်